အားလုံးမင်္ဂလာပါဗျဒီနေ့ဘယ်မှမဆိုမြေတွေတောက်ပနေတယ်ဒါပေမဲ့အလင်းရောင်တစ်ခုရဖို့လူသားတွေစူးစမ်းခဲ့တဲ့တမန်ရရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကဘာကိုပြောင်းပြန်လဲလိုက်တဲ့ light bulb ရဲ့အကြောင်းကိုအပြည့်စုံလေးလာကြရအောင် လိုက်ဘလ်မထွက်ခင်အလင်းရပူလူတွေဟာအချက်ခံမီစကူမီရှာမီဘူဖျောင်းနိုင်တွေကိုအခြေပြုခဲ့တယ်။မီရှန်တွေကအနံ့အစိတ်ရှိနိုင်တယ်။မီအနံ့ထွက်ပြီးလုံဆုံးရေးပါမကောင်းခဲ့ဘူး။ပိန်ထက်မှာအလင်းရပူတစ်ချိန်မီထွင်းရင်စင်ရဲရှင်လေးတွေဟာတနည်းစားစားတောင်းတန်ဖိုးနဲ့တူတယ်။ဒါကြောင့်မီရှန်တဲ့ပုံမလုံချုံပြီးပုံမဆက်မတိုးတက်စေတဲ့အလင်းကျတဲ့နေပညာလိုအပ်လာတယ်။ လူအမျှလိုက်ဘွန်ကို Thomas Edison တီးထွင်တယ်လို့ထင်ပေမဲ့အမှန်တကယ်တော့1800ခုနှစ်ကစားပြီးသိပ္ပံဝန်ဆောင်များ အများကြီးကလက်ဆင့်ကမ်းတီးထွင်တိုးတက်ပေးခဲ့ကြတယ်။ အီဒီဆန်ကတယောက်တည်းမဟုတ်ပေမဲ့လူတိုင်းအိမ်ထဲဝင်ရောက်အသုံးပြုနိုင်မဲ့ light bulb ကိုဖန်တီးနိုင်ခဲ့တဲ့အတွက်တကယ် game changer လို့ပိုင်ဆိုင်ထားတယ်အီရီဆန်ရဲ့အောင်မြင်မှုကတည်ထွင်နေဆိုတာတဲ့အတုံးဝင်အောင်ပြုပြင်တိုးတက်စေတဲ့ဆိုတာပါ။သူကလက်တွဲစံတက်မှု6000ကျော်လုပ်ခဲ့ပြီး carbonized warming ကိုအသုံးပြုတဲ့ အဲ့ဒီအချိန်ကစပြီးမေးတောင်လျှောက်ကဘာပြောင်းသွားခဲ့တာပါအလက်ထရစ်လိုင်းဘောတခုထွက်လာတာနဲ့အလုံးအချိန်တိုးလာတယ်။ကဘာဆတ်မှုတိုးတက်မှုမြန်ဆန်လာတယ်။မီးနဲ့အလုံးယုံတွေနင်မဟုတ်ရောနင်းလည်းညာမဟုတ်ရောအချိန်မရွေးလက်ပတ်နိုင်တယ်။ကျောင်းထဲမှာညာစာတင်တဲ့နဲ့ဖွင့်နိုင်လာတယ်။ ။စင်းယုံတွေမှာချက်ချင်းအလုံးတုံးနိုင်စေမဲ့အလင်းရရှိလာတယ်။လူသားတမိုင်းအကြီးဆုံးအကူအညီတစ်ခုကတော့ fear of darkness ကိုအဆုံးသတ်ပြီးလိုက်ခြင်းဖြစ်ပါတယ်။ဒီနေ့မှာတော့ light bulb ရဲ့အမျိုးအစားလွန်စွာတိုးတက်သွားပြီ Lightbulga CDE Nightlife Offices Factories Hospitals Trains အလုံးအတွက်အသက်ကြီးသူဖြစ်နေပြီလူတိုင်းအိမ်နဲ့မြို့မှာတော့အလင်းမက်ခင်နွမ်းမိုးနေပြီအလင်းမီးဒီတလုံးရဲ့နောက်ကအလုံးကိစ္စကိုကျွန်တော်တို့စဉ်းစားဖို့တလားဒီနေ့ကပါအလင်းမှာညခါအလင်းတောင်းနေတဲ့အပြင်ကျွန်တော်ရဲ့စိတ်ကိုရင်နေဖို့တော့အလင်းမီးရတောင်းပန်ပေးနေပါတယ် အလင်းမြတ်ကဘာကိုပြောင်းပြန်လဲပေးရတဲ့အလင်းတောင်းတဲ့နေရာတိုင်းမှာလူသားရဲ့အောင်မြင်မှုမြင်နိုင်တဲ့ဟောအားလုံးကိုကျေးဇူးပါဗျာ